မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်တောင်ကြီးရဲစခန်းကိုလက်ပစ်ဗုံးနဲ့ပြစ်သွင်းတိုက်ခိုက်ရာရဲများထိခိုက်မှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘားလ22ရက်နေ့ည9:48မိနစ်ခန့်မှာလိုင်သာမြို့နယ်အနောက်ပိုင်းအနောထားလမ်းမပေါ်မှာရှိတဲ့တောင်ကြီးရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များကလက်ပစ်ပုံ၃လုံးနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာရဲစခန်းဝင်အတွင်းထဲမှာရှိတဲ့ရဲများထိခိုက်မှုရှိပြီး အရေးအတွက်ကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါရယ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာရဲစခန်းဝင်းတိုင်းကိုလူနာတင်ကားများဝင်ရောက်သွားတာကိုတွေ့ရတယ်လို့ပြောပါရယ်တောင်ကြီးရဲစခန်းဟာအကြမ်းဖက်ဆက်တဲ့ရဲအတူရောက်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်လှုပ်ရှားနေကြပြီးတော့ပြည်သူများကိုနှီးမျိုးစုံနဲ့ မတရားဖန်ဆီးနှိပ်စက်နေတဲ့လိုင်းသားရရဲတပ်ဖွဲ့ကို Operation Flame Fire Power အထူးစစ်ဆင်ရေးစီရေးပြင်းမှတ်အဖြစ်နဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Operation Flame အဖွဲ့ကတောင်ရှိသူကရှင်းပြထားပါတယ်။လိုင်းသားရအနောက်ပိုင်းတောင်ကြီးရဲစခန်းကိုလက်ပြုံ၃လုံးနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့တာပါ။ ရဲစခန်းဝင်ဂိတ်ကင်းသားကိုကြက်ရောက်ပောက်ခွဲပြီးတော့ရန်သူထိခိုက်မှုရှိနိုင်ပါတယ်ရဲစခန်းထဲကိုစေယုံကားတွေဝင်သွားတာကိုမြေပြင်သတင်းရသိရပါတယ်လို့ Operation Flame အဖွဲ့ကတာဝန်ရှိသူကအတည်ပြုပြောကြားထားပါတယ်၎င်းတိုက်ခတ်မှုကို Operation Flame နဲ့အတူအနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကျင်းမာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့လာတာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကဘူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် Operation Flame အနေနဲ့ အကြမ်းဖက်စစ်ခွေးတပ်ဘက်ကပြုတ်လုံမဲ့အတူရောင်ရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ပဲရန်ကုန်တော်လိုင်းမဟာမိတ်ညာအားလုံးနဲ့အတူလက်တွဲပြီးတော့အကြမ်းဖက်စစ်ခွေးတပ်ကိုအရှိန်မြှင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့မြောက်ရီမြို့တောင်ဘက်မှာရှိတဲ့ KK Park ကြားဖြတ်ရုံများကို ကြမ်းမဆက်တက်ကဝင်းအောင်စီးနေရန်ရောက်ရှိနေတဲ့အတွက်ကြောင့်နိုင်ငံခြားသားအယောက်300ကျော်ဟာထွက်ပြေးတိမ်းရှောင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ22ရက်နေ့မနက်7:00နာရီကမှမြောက်ရီမြို့တောင်ဘက်မှာရှိတဲ့ KK Park ကြားဖြန့်ရုံများကိုအကြမ်းမဆက်တက်ကဝင်းအောင်စီးနေရန်ရောက်ရှိနေခြင်းကြောင့်တရုတ်နဲ့ထိုင်းနိုင်ငံသားများအပါအဝင်နိုင်ငံခြားသားအယောက်300ကျော်ဟာထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါဗျ။လက်ရှိချိန်မှာထွက်ပြေးတိမ်းရှောင်နေရတဲ့နိုင်ငံခြားသားများဟာထိုင်းနိုင်ငံဘက်ကိုကမ်းကူးရန်လှုံ့ဆော်နေပြီးတော့ KK ပတ်ကိုစီမံခန့်ခွဲနေတဲ့ BGF တပ်ဖွဲ့ကလည်း KK ပအတွင်းမှာရှိတဲ့တံခါးများနဲ့ဂိတ်များကိုဖွင့်ပေးထားတယ်လို့သိရပါဗျ။ဒီနေ့မနက်၈နာရီမှာမြောက်ရီမြို့တောင်ဘက်မှာရှိတဲ့ KK ပကြားဖြတ်ရုံတွေကိုစစ်တပ်ကဝင်ရောက်စီးနှင်းဖို့ရောက်နေတယ်လို့ကြားတယ်။တရုတ်နဲ့ထိုင်းနိုင်ငံသားတွေအပါအဝင်အခြားနိုင်ငံသားပေါင်း300ကျော်ထွက်ပြေးတိမ်းရှောင်နေပါတယ်။ KK ပကိုဝင်စီးတော့မယ်ဆိုပြီးတော့ BGF ကတံခါးတွေဖွင့်ပေးထားတယ်လို့ပြောတယ်။တရုတ်တွေထိုင်းတွေကန့်ကူဖို့လေဂိတ်တွေဘက်ကိုဆင်းလာနေတယ်။ထိုင်းဘက်ခြမ်းကိုတော့မကူရသေးဘူး။စစ်တပ်နဲ့ BGF က KK ပစိုက်နှားမှာပဲရှိနေတယ်လို့ကရင်သတင်းရင်းမြစ် စ်ကပြောပြထားပါတယ်။ KK ပတ်ကိုစွန့်ခွာလာတဲ့နိုင်ငံသားတွေတဲကထိုင်းနိုင်ငံသားများကိုထိုင်းအာဏာပိုင်များကပြန်လည်ခေါ်ယူနေပြီးတော့အခြားနိုင်ငံသားတွေကိုတော့ကူးခွင့်မပေးဘူးလို့ပြောပါတယ်။ပြည်ရင်းတွေကမြန်မာများကတော့မြောက်ရီမျိုးနဲ့ရွှေကုတ်ကိုဘက်ကိုတွားရန်စ조사နေကြတယ်လို့သိရပါတယ်။မြောက်ရီမျိုးဘက်ကိုတွားနေကြပါတယ်။ထိုင်းဘက်ကပေးမဝင်ဘူး၊ကံကူမခံဘူး။တချို့တရုတ်တွေကို BGF ကကားတွေနဲ့ခေါ်ထုတ်နေတယ်။ထိုင်းတွေကတော့ထိုင်းဘက်ကို ထိုင်းစစ်တပ်မမြင်တဲ့ဂိတ်တွေဘက်ကနေပြီးတော့ပြန်ကူးပေးနေတယ်။ထိုင်းအယောက်150ကျော်ကတော့ထိုင်းဘက်ပြန်ရောက်သွားပြီလို့ပြောတယ်လို့ကရင်သတင်းရင်းမြစ်ကရှင်းပြထားပါဗျ။အော်တိုဘားလ19ရက်နေ့ကလည်းအကြမ်းမဲ့စစ်တပ်ကမြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့ KK Park ကိုစီးနှင်းခဲ့ရာဆောက်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်10လုံးနှစ်ထပ်တိုက်အလုံး100၄ထပ်တိုက်အလုံး90 5ထပ်တိုက်2လုံးတစ်ထပ်တိုက်ဈေးဆိုင်ကန်20လုံးနှစ်ထပ်တိုက်ဈေးဆိုင်ကန်30လုံး တစ်ထပ်တိုက်ဂိုဒေါင်15လုံး၊နှစ်ထပ်တိုက်ဂိုဒေါင်20လုံး၊လေးထပ်တိုက်ဂိုဒေါင်10လုံး၊စောက်လုံးစဲနှစ်ထပ်တိုက်21လုံး၊သုံးထပ်တိုက်10လုံး၊လေးထပ်တိုက်5လုံး၊၅ထပ်တိုက်5လုံးနဲ့တစ်ထပ်တိုက်စီပီကန်နှခန်းတို့ကိုတွဲရှိခဲ့ရတယ်လို့ပြောပါရယ်။ Starlink စလောင်းအစုံ30နဲ့ဆက်ဆက်ပစ္စည်းများကိုတင်စီရမိခဲ့ပြီးတော့အလုံသမားအမျိုးသား1645ဦး၊အမျိုးသမီး455ဦး၊လုံခြုံရေးအမျိုးသား68ဦး၊စုစုပေါင်း2168ဦးကိုလည်းတွဲရှိခဲ့တယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့ပေါ်မှာအင်ချမ်းမြေပွဲစားလုပ်တဲ့ရှင်နေတအူပြန်ပေးဆွဲခံရပြီးတော့ဖမ်းသွားတဲ့သူတွေကပွဲစားကိုကြက်သိန်း9000နဲ့ပြန်ရွေးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလ22ရက်နေ့မနက်ပိုင်းကမုံရွာမြို့ပေါ်မှာအင်ချမ်းမြေပွဲစားလဲလုပ်ရှင်းနေလဲလုပ်တဲ့အမျိုးသားတအူးဟာခြံကြည့်ခြင်းလို့လိုက်ပြဆိုပြီးတော့ဖုန်းဆက်ပြီးခေါ်လို့သွားတဲ့အချိန်မှာပြန်ပေးဆွဲခံလိုက်ရကြောင်းနှိစက်တဲ့သူတချို့ကပြန်လဲပြောပြထားပါရတယ်။ ိမ်လိုက်ပြဆိုပြီးတော့ဖုန်းဆက်ခေါ်လို့သွားတာသူတို့ချင်းတဲ့နေရာရောက်တော့ပြန်ပြီးဆွဲသွားတာလို့နီးဆက်သူအမျိုးသားတို့ကပြန်လဲပြောပြထားပါတယ် ပြန်ပြီးဆွဲခံရသူရဲ့ကားပါသွားပြီးတော့၎င်းကိုလွတ်ပေးဖို့အတွက်ငွေကျပ်3000တောင်းနေကြောင်းနှိဆက်သူတွေကပြောပါတယ်မုံရွာမှာနည်းနည်းလေးနာမည်မထွက်လိုက်နဲ့ထွက်လိုက်တာနဲ့အဲ့ဒီကောင်ပြန်ပြီးဆွဲခံရပြီသားမတ်ဒါကြောင့်တော်တော်များများလဲမုံရွာမှာမหนีကြတော့ဘူးအကုန်ပြေးကုန်ကြပြီလို့မုံရွာမြို့ကန်အမျိုးသားတို့ကပြောပြထားပါတယ်မုံရွာမြို့မှာစစ်ခွေးတွေအာနာသိမ့်ပြီးတဲ့နောက်ပိုင်းဥပဒေစိုးမိုးမှုကင်းမဲ့လာပြီးတော့ခုံးမှုလူသက်ဓများမှုပြန်ပြီးဆွဲမှုတွေမကြာခဏဖြစ်ပွားနေတယ်လို့မြို့ကန်တွေစီကသိရပါတယ်ဒါအပြင်မုံရွာနယ်တဝိုက်မှာလဲအာနာသိမ့် စ်စစ်ခွေးတက်နဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့စစ်ခွေးအုပ်စုဟာလေးချောင်းကနေပါ လူနေချေးရွာတွေကိုတိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခမောင်း ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မိုင်းလုံမြို့ကိုအကြမ်းဖက်စစ်တပ်ကဒီကနေ့အော်တိုဘားလ22ရက်နေ့မနက်အစောပိုင်းမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ကလင်းငယ်တအုပ်နဲ့အမျိုးသမီးတအုပ်တို့ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ DNLA ထိန်းချုပ်ဒေသတွေကိုစစ်ခွေးတပ်ကလေကြောင်းစစ်စင်ရေးတွေဇက်တိုက်လှုပ်ဆောင်နေတဲ့အခြေအနေမှာဒီကနေ့မနက်ပိုင်းမှာလည်းဘာတိုက်ပွဲမှမရှိတဲ့မန်းဆန်ရွာကိုပေါင်250ဘုံနှလုံးနဲ့ကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။ဘုံကျဲတိုက်ခိုက်မှုကြောင့်နေအိမ်ပျက်စီးမှုတွေရှိခဲ့ကြ ောင်းအသိပေးထားပါတယ်စစ်ကောင်စီဟာအော်တိုဘားလ10ရက်နေ့ကနေအော်တိုဘားလ21ရက်နေ့အထိ TNLA ထိန်းချုပ်ဒေသတွေကိုလေကြောင်းကနေဘုံကျဲမှု34ကြိမ်ပြုတ်လုခဲ့တယ်လို့သိရပါတယ်မန်တုံကြောင်းပဲတီဘောမိုင်းငော့မိုင်းလုံးနမ်ဆန်နမ်မတူမိုးမိန်နဲ့မိုးကုတ်စတဲ့ဒေသတွေကပြည်သူလူထုတွေနေထိုင်ရာနေရာတွေကိုအ धिक ပြတ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့လို့ကလင်းငယ်10ဦးအမျိုးသမီး22ဦးအပါအဝင်စုစုပေါင်းပြည်သူအယောက်90နီးပါးတေဆုံးက ပြည်သူ60ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးလေးချောင်းတက်ခတ်မှုကြောင့်နေအိမ်စာတင်ကြောင်းဘုံကြီးကြောင်းအပါအဝင် အစာအုပ်မျိုးစုံ200နီးပါးနဲ့ကားဆိုင်ကယ်အပါအဝင်ပြည်သူပိုင်ပစ္စည်းများစွာထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။စစ်ခွေးတပ်ဟာတောင်းဒေသကိုသာမကကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့နယ်မြေတွေကိုလည်းလေကြောင်းစစ်ဆင်ရေးတွေအရှိန်ဟုန်မြင့်လှုပ်ဆောင်နေပြီးတော့အော်တိုဘားလ21ရက်နေ့တရက်ထဲမှာတင် KIA ထိန်းချုပ်တဲ့နယ်မြေကဝိုင်းမော်ဖားကက်ဆော့လော်လန်ဆယ်ဒေသစုစုပေါင်းနေရ17နေရကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ကြောင်း KIA ကအသိပေးထားပါဗျ။၎င်းလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတွေထိခိုက်မှုရှိခဲ့တယ်လို့ KAI ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်ကချင်းနဲ့တောင်းဒေသတာမှာကနိုင်ငံတကာလုံးမှာစစ်ခွေးတပ်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုတ်လုံနေပြီးတော့ပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေလို့ပြည်သူတွေသတိရှိဖို့လေကြောင်းရန်ကာကွယ်ဆိုင်ရာနီးလန်းတွေကိုလိုက်နာဖို့တော်လိုင်းတပ်ဖွဲ့တွေကနှိုးဆော်ထားပါတယ်။ဒါအပြင်စစ်ခွေးတပ်ရဲ့လုပ်ရဟာပြည်သူတွေအပေါ်ကိုစစ်ရာဇဝတ်မှုကျူးလွန်နေခြင်းဖြစ်တယ်လို့ DNL ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဒီပေးရင်မြို့နယ်မှာအကြမ်းဖက်စစ်တပ်ကပြည်သူလူထုကိုပြစ်မှတ်ထားပြီးတော့လေကြောင်းကနေတိုက်ခိုက်ဘုံကျဲနေတဲ့အတွက်ဘာသာရေးအလူပွဲမင်္ဂလာဆောင်ပွဲများပြုလုပ်ခြင်းပါရမှာဆိုင်းဝိုင်းများအငိတ်ဇက်ပွဲဆရာတွေကိုထဲသွင်းအခန့်ဖြောပြခြင်းများမပြုလုပ်ကြရန်ဒီပေးရင်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကတောင်းရှိသူကပြောကြားလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခုအချိန်ကာလအပိုင်းခြားအတွင်းမှာစစ်ခွေးတပ်ဟာပြည်သူလူထုအစုအဝေးများရှိတဲ့နေရာများကိုပြစ်မှတ်ထားပြီးတော့ပါရာမော်တာစစ်တပ်၄ ठी များနဲ့တော်၎င်း Jet Fighter များနဲ့တော်၎င်းဘုံကျဲတိုက်ခိုက်မှုများအဆက်မပြတ်ပြုလုပ်နေကြတဲ့အတွက်ကြောင့်မိဘပြည်သူများအနေနဲ့ဘာသာရေးပွဲများအလူပွဲမင်္ဂလာဆောင်ပွဲများပြုလုပ်ခြင်းပါရာမှာဆိုင်းဝိုင်းအငိမ့်ဇက်ပွဲစတာတွေကိုထဲသွင်းအခန့်ချင်းဖျော်ဖြေခြင်းများမပြုလုပ်ကြရန်တတိပေးထားပါတယ်။ စစ်ကောင်မရှင်ဘက်ကနေပြီးတော့လူစီကားတဲ့လူစုလူဝဲရှိတဲ့နေရာတွေကိုလေကြောင်းကနေဥတည်ပြီးတော့တိုက်ခိုက်နေတာတိတိတသာပုံများလာလို့ပြည်သူတွေထိခိုက်ဆုံးရှုံးမှုနေပါစေရန်အတွားရည်ရွယ်ပြီးတော့ထုတ်ပြန်ရတာဖြစ်ပါတယ်လို့ဒီပေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတောင်းရှိသူကပြောကြားထားပါတယ်အဲ့ဒီတတိပေးချက်ကိုဒီပေးမြို့နယ်ပအဖပကဖပလာဖတို့နဲ့သက်ဆိုင်ရာတောင်းရှိသူများအားလုံးမျက်နှာစုံကြည့်အစည်းအဝေးပြုလုပ်ပြီးတော့အော်တိုဘာလ၄ရက်နေ့နေစွဲနဲ့ထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်တတိပေးချက်ကိုမလိုက်နာဘဲနဲ့ ဖင်ရားပြီးတော့ဖောက်ဖျက်ကျူးလွန်မယ်ဆိုပါကကျူးလွန်သူရဲ့တာဝန်သာဖြစ်ပြီးထိရောက်စွာအေးအေးယူသွားမှာဖြစ်တယ်လို့အသိပေးထားပါဗျ။ပြည်သူများအနေနဲ့စီရင်အသည့်တရိပ်အမြဲထားရှိကလေချောင်းအနေရကိုအထူးဂရုစိုက်ပေးကြပါယံဒီပဲရင်ပကပကဆက်လက်တိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမြို့နယ်အတွင်းမှာရှိတဲ့ကလေးတမူဂံကောလမ်းပိုင်းကိုအကြမ်းဖက်စစ်တပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထုံးနေတဲ့အတွက်ပြည်သူတပေါင်းကျော်ဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့စားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလဇန်ပိုင်းကစတင်ပြီးတော့ကလေးမြို့နယ်အတွင်းမှာရှိတဲ့ကလေးတမူလမ်းပိုင်းနဲ့ကလေးဂံကောလမ်းပိုင်းကိုအကြမ်းဖက်စစ်တပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထုံးနေတဲ့အတွက်ကြောင့်ဒေသခံပြည်သူအများအပြားဟာအရေးပေါ်နေရက်ကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ အကြမ်းမစစ်တပ်စစ်ကြောင်းကြောင့်အဲ့ဒီလမ်းပိုင်းတစ်လျှောက်မှာရှိတဲ့ကျေးရွာများကပြည်သူတထောင်ကျော်ဟာဘေးလွတ်ရာကိုထွက်ပြေးနေရပြီးတချီရွယ်အိုများကိုဝင်ဆောင်မိခင်နဲ့ကလေးတငယ်များအထွတ်အရေးပေါ်စားနပ်ရိက္ခာကျမ်းမာရေးကူညီဆောင်ရှောက်မှုအခြေခံစားတောက်ကုန်စတဲ့အကူအညီများလိုအပ်လျက်ရှိတယ်လို့သိရပါတယ်စစ်ခွေးတွေကအင်အားအလုံးရင်းတွေကိုစစ်ကြောင်းထိုးနေတာအခုပြေးနေရတဲ့ရွာတွေအကုန်လုံးကကလေးတမှုခံကောလမ်းပိုင်းကရွာတွေကြီးပဲလူကြီးကတထောင်ကျော်လောက်ရှိပါတယ် ်ပြည်သူတွေတချို့ကတော့နေဆိုင်ရာဆွေမျိုးတွေစီကိုတိမ်းရှောင်နေကြပေမဲ့အများစုကတော့တောတောင်တွေထဲမှာဒုက္ခရောက်နေပါတယ်စားနေရိတ်ခါတွေအရေးပေါ်လိုအပ်နေတယ်လို့ကလေးမျိုးလူလူတိုက်ပွဲဥဆောင်ကော်မတီကတာဝန်ရှိသူကရှင်းပြထားပါတယ်အရေးပေါ်တိမ်းရှောင်နေရတဲ့ဒေသခံပြည်သူတွေရဲ့လိုအပ်ချက်များကိုအချိန်မီဖြည့်တင်းနိုင်ရန်ကလေးမျိုးလူလူတိုက်ပွဲဥဆောင်ကော်မတီအနေနဲ့အရေးပေါ်တုံ့ပြန်ရေးနဲ့ကုညီရေးအဖွဲ့အားဖွဲ့စည်းလိုက်ပြီးတော့နိုင်ငံတကာရောက်ပြည်သူများဒေသရင်းမိဖက်အဖွဲ့အစည်းများပြည်တွင်းပြည်ပမှာရှိတဲ့တော်လိုင်းအင်အားစုများတိုင်းရင်းသားအဖွဲ့အစည်းများနဲ့နိုင်ငံတကာ ဖွဲ့စည်းများအနေနဲ့လက်ရှိကလေးမျိုးနယ်အတွင်းမှာရှိတဲ့နေရပ်ကိုတင်းရှောင်နေရတဲ့ဒေသခံမိဘပြည်သူများရဲ့အရေးပေါ်လိုအပ်နေတဲ့အခက်အခဲများကိုစောင့်ကြည့်ကာပံပိုးကူညီနိုင်ရန်မေတ္တာရက်ခံထားကြောင်းတင်ပြရရှိပါရယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တင်ကတော့သခိုင်းတာထီချိုင်းမျိုးနယ်အတွင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ် ဒီကနေ့အော်တိုဘားလ22ရက်နေ့မှာထီးချမ်းမြို့နယ်အနောက်ချမ်းတောမရွာအနီးမင်းဝန်တောင်ရိုးတဝိုက်ကိုအကြမ်းဖက်စစ်တပ်ကဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့ Jet Fighter တစ်စီးနဲ့ဘုံးကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗါးအကြမ်းဖက်စစ်တပ်ရဲ့ဘုံးကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါဗါးအကြမ်းဖက်စစ်တပ်ဟာမင်းဝန်တောင်ရိုးကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အခုအော်တိုဘားလပိုင်းအတွင်းမှာဇက်တိုက်လာရောက်ပြီးတော့ဘုံးကျဲတိုက်ခိုက်နေခြင်းဖြစ်ပြီးထိခိုက်ဒဏ်ရာရရှိသူများတော့မရှိဘူးလို့ဒေသခံပြည်သူများကပြောပါဗါးအလားတူပဲသခိုင်းတိုင်းအရာတော်မြို့နယ်က ိုလည်းအချက်မဲ့စစ်တပ်ကဂျိုင်ရိုကော့ပတာတစီစက်တပ်၄ထီနှက်စီလို့နဲ့ဘုံကျဲတိုက်ခိုက်သွားကြောင်းဒေသခံပြည်သူများကပြောပါတယ်ဒီကနေ့အော်တိုဘားလ22ရက်နေ့မွန်လွဲ2နာရီကျော်ခန့်မှာအချက်မဲ့စစ်တပ်ကအရာတော်မြို့နယ်တောင်ချမ်းမှာရှိတဲ့ကြေးရွာများကိုဂျိုင်ရိုကော့ပတာတစီစက်တပ်၄ထီနှက်စီလို့နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့ပြောပါတယ်အချက်မဲ့စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်စစ်ခွေးတွေဘုံကျဲသွားတဲ့နေရာကနေထွက်လာတဲ့မိခိုးတွေကိုတော့တွေ့နေရတယ် ်မီးလောင်နေတယ်ဆိုတာအတိမပြုတ်နိုင်သေးဘူးပြည်သူတွေလည်းတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။ဒါအပြင်အော်တိုဘားလ18ရက်နေ့ကလည်းအရာတော်မြို့နယ်တိချိုကုန်းရွာစတင်ကြောင်းကိုအချက်မဲ့စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့တရုတ်လေတပ်ကနေတက်လာတဲ့ AK-130 Jet Fighter နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်အသက်9နှစ်အရွယ်ကလေးငယ်တအုပ်အပါအဝင်ပြည်သူ၄ဦးသေဆုံးပြီးတော့ပြည်သူ၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပဲစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ